ဘယ်လိုရှင်သင်နေထိုင်ရမလဲဆိုတာတင်ပြပါကျွန်တော်အတွက်တင်ယူစရာဘာသာရဲ့အတစ်ကိုတပုတ်ကကြွင်ဆောင်ထဲမှာဖက်ရှူနားလည်ခွင့်ရလိုက်ပါတယ်ဘာသာရဲ့အတစ်ကိုခေါင်းစဉ်တက်ပြီးသူကဒလိုင်းလာမအရှင်သူမြတ်ကိုတိုင်းပါပဲဒီနေ့ခေတ်ကျောင်းပညာရေးမှာဘယ်လိုရှင်သင်နေထိုင်သွားရမလဲဆိုတာကိုတင်ကြားပေးတာသိအားနေနေတယ်ဒုတိယကမ္ဘာစစ်ကာလနာဇီဂျာမနီတို့ရဲ့အကျဉ်းစခန့်ကနေ မသေးပဲလွတ်မြောက်လာသောစိတ်ပညာရှင်တစ်ယောက်ရှိတယ်။သူ့နာမည်က ETE by Ega ဖြစ်ပါတယ်။သူ့အတွေ့အကြုံအရအချင်းစခန်းထဲမှာအရင်ဆုံးကွယ်လွန်သွားသူတွေကမိဘများရဲ့အလိုလိုက်ချင်းခံခဲ့ရသောခလီများဖြစ်ပါတယ်တဲ့။သူတို့တွေဟာအခက်အခဲတွေကြားမှာပဲလူအသက်ပွေးနိုင်အောင်နေထိုင်ရမလဲဆိုတာမတင်ကြားခဲ့ရလို့ပါတဲ့။ပေဒူရီလာကေမာလဲဆိုတာစောင့်နေရင်မျောလင့်ချက်ကုံသွားတာနဲ့တေဆုံးသွားကြတာဖြစ်ကြောင်း ဖော်ပြထားတာဖျားပါတယ်။မေးခွန်းတစ်ခုကိုလည်းဖတ်လိုက်ရပါတယ်။မေးခွန်းကတော့ဒုက္ခဆင်းရဲနဲ့အခက်အခဲတွေကြားထဲမှာဝမ်းမြောက်ရှင်လန်းခြင်းကိုဘယ်လိုခံစားနိုင်မှာပါလဲတဲ့။ဒလိုင်းနာမကိုရိုမြကြီးရဲ့ခင်ချက်ကတော့လူတိုင်းကဆင်းရဲဒုက္ခကိုပြဒနာတစ်ခုလို့မြင်ကြတယ်မကြုံချင်ကြဘူးတကယ်တော့ဒါဟာကောင်းမြတ်တဲ့စိတ်ပိုင်းဆိုင်ရာတမာရီ တည်ငြိမ်သောစိတ်ကိုရလာဖို့ဖြတ်တန်းရတဲ့ခီးတစ်ခုလို့မြင်ရင်ကောင်းပါတယ်။အတားစီးတွေခက်ခဲကြမ်းတမ်းမှုတွေကိုကြောဖြတ်နိုင်လာတဲ့အခါမှာဝမ်းမြောက်ရွှင်လန်းခြင်းကိုခံစားနိုင်လာပါတယ်။1959ခုနှစ်ကျုပ်အသက်24နှစ်အရွယ်မှာတရုတ်နိုင်ငံရဲ့ကျူးကျော်လာမှုကြောင့်တိဘက်နိုင်ငံကနေအိန္ဒိယကိုထွက်ပြေးလာခဲ့ရတယ်။ငါရဲ့တိုင်းပြည်တော့ပျောက်ဆုံးသွားပါကောလို့ခံစားခဲ့ရတယ်။ နှစ်ပေါင်းတစ်သောင်းကျော်တည်ရှိခဲ့တဲ့တိဘက်ယဉ်ကျေးမှုလဲပျက်စီးသွားပြီလို့ခန့်စားခဲ့ရပါတယ်။ရှေးအိန္ဒိယဘာသာစကားကနေတိဘက်ဘာသာစကားစီရေးသားပြန်ဆိုထားတဲ့ပိဋကတ်ကျမ်းအတွဲပေါင်း300နဲ့တိဘက်တွင်ကိုယ်တိုင်ရေးသားပြုစုထားတဲ့ကျမ်းစာပေ ထောင်နဲ့ချီမိရှုဖြစ်စည်းခံရလို့ကြုတ်ကြေးခွဲခဲ့ရပါတယ်။အိန္ဒိယနိုင်ငံမှာစစ်ပြေးဒုက္ခတဲ့အဖြစ်ဘဝတွေပြန်စားခဲ့ရတယ်။ နိုင်ငံတကာကအကူအညီတွေနဲ့တိဘက်ကြီးရွာတွေထူထောင်နိုင်ခဲ့တယ်လို့တိဘက်စားပေးတင်ကြားရာအကြောင်းတွေလည်းထူထောင်နိုင်ခဲ့ပါတယ်။အခက်အခဲများကြီးကိုဖြတ်တန်းပြီးတကလာကောင်းတဲ့ရလဒ်တွေပြန်တွေ့ရလို့တိဘက်စားပေးရင်ကျေးမှုအတွက်ဝမ်းမြောက်တဲ့စိတ်ကိုခံစားလာနိုင်ခဲ့ရပါတယ်။ဆရာတော်ကြီးတူတူကဒလိုင်းလာမာပြောပြနေတာတွေကိုအလေးအနက်နားထောင်နေပါတယ်။ဒလိုင်းလာမာရဲ့လက်တစ်ဖက်ကိုဆွဲယူဆုပ်ကိုင်ထားရင် လာပါမှုတွေဟာခက်ခဲကြံတန်းခြင်းကိုမလွဲမသွေဖျက်တမ်းကြပါတယ်လေကျုပ်တစ်ခါတလေဒီလိုတွေးမိတယ်တရုတ်နိုင်ငံကိုကျေးဇူးတင်မိတယ်လို့ခမားသာစစ်ပြေးဒုက္ခတွေဖြစ်မလာရင်အခုလိုခင်မင်ခွင့်ရောလူသားဆန်တဲ့လှုပ်ဆောင်မှုတွေအတွက်ခမားနဲ့လက်တွဲခွင့်ရောရမှာမဟုတ်ဘူးခမားလည်းငိမ့်ချမ်းရင်လိုပဲဆုရှင်ဖြစ်မလာနိုင်ဘူးပေါ့ဗျာဟုတ်ဘူးလားဆရာတော်နှစ်ပါး တူးကိုတူးကြည့်ပြီးအာရပါရရီမောနေကြပါတော့တယ်။ဆရာတော်ကြီးတူတူကသူ့ရဲ့ခံစားချက်ကိုဆက်ပြောပြပါတယ်။ခမည်းရဲ့ကိုတွေ့ဖြစ်ရကိုနားထောင်နေရင် တောင်အာဖရိကအမျိုးသားကောင်းဆောင်မန်ဂျဲလာကိုသတိရမိတယ်။သူထောင်ချခဲ့တဲ့ Robin John အချင်းထောင်ကအခန်းငယ်လေးစီကိုအခုတွားကြည့်ရင်တော့ဂတင်ထည့်ထားတာတွေ့ရလိမ့်မယ်။မင်းသားလားထောင်ချခင်ရုံကဂတင်မရှိအိယာမရှိ ဖြစ်တယ်လို့ကြမ်းပြင်မှာအိတ်ခရတာပါ။ သူထောင်ချခြင်းလုံကအလွန်စစ်သွေးကြနေတဲ့ဒေါသကြီးတက်တဲ့လူရွေအဖြစ်နဲ့ပေါ့ထောင်ထဲမှာအဝတ်အစားမလုံမလောက်နဲ့စောင်းဥတုတွေကိုဖျက်ခဲ့အစာရေစာမလုံမလောက်စားခဲ့ရတယ်ကြောက်တုံးတွေခွဲတဲ့အလုပ်လုပ်ခဲ့ရတယ်28နှစ်ထောင်ထဲမှာနေရစဉ်ကာလဘုရားသခင်ကသူ့အပေါ်အကျဉ်းစီရှိခဲ့ပုံရပါတယ်ထောင်ထွက်လာတဲ့ချိန်မှာလုံးဝမတူတော့တဲ့လူတစ်အဖြစ်သူပြန်ထွက်လာတယ်လေခက်ခဲမှု ဒုက္ခဆင်းရဲခြင်းတွေကသူ့ကိုပိုပြင်းကျင်ကျဖွင့်ပြိုးလာအောင်လှုပ်ပေးလိုက်တယ်လို့ဖြစ်သွားတယ်။နေဆေမင်တလာဟာသူတစ်ပါးအပေါ်ကိုကျင်းစာတက်လာတယ်၊ဂယုပြုတက်လာတယ်၊ရန်သူတွေအပေါ်မှာတောင်မှယုံကြည်မှုပေးနိုင်တဲ့အထိသူပြောင်းလဲသွားတယ်လေ။ဒုက္ခဆင်းရဲကြုံတွေ့ရခြင်းမှာနည်းနည်းတဲ့အတိတ်ပဲကိုမရှာတွေ့နိုင်သူအဖို့ကတော့ဒါဟာခါတီးခြင်းပဲလို့ခံစားရမှာဖြစ်တယ်။တကယ်လို့နည်းနည်းတဲ့အတိတ်ပဲကိုရှာဖွေနိုင်သူအတွက်တော့ မြင့်မြတ်တဲ့စိတ်ထားတွေမွေးဖွားလာစေနိုင်ပါတယ်။ဆရာတော်ကြီးတူတူရဲ့သုံးသက်ရှုမြင်ချက်ထဲမှာကျွန်တော်ဖတ်မိလိုက်တာကမိမိအပေါ်မတရားပြုမှုလာသူပေါ်သူလောက်တလို့ပြန်လဲပြီးလက်တုံပြန်ခြင်းနဲ့စိတ်မျိုးမရှိတော့ဘဲကောင်းမြတ်တဲ့တုံပြန်ခြင်းမျိုးကိုသာပြုလုပ်လို့တဲ့စိတ်ဖြစ်ပေါ်လာဖို့ကိုယ်တိုင်ကဒုက္ခဆင်းရဲခြင်းတွေကနေတင်ယူနိုင်ရမယ်ဆိုတာပါပဲ။ဒလိုင်းလာမရှင်သူမြတ်ကသူ့ရဲ့ ်နောင်တော်ယဟန်တပရဲ့ကုရိအဖြစ်ပြက်ကိုပြောပြပါတယ်။ကျုပ်တို့တိဘက်လူမျိုးများစွာဟာတယုတ်ဆူရရဲ့အလုတ်ချမ်းစခင်းစီ အပုတ်ခံကြရပါတယ်။ကျုပ်ရဲ့နောင်တော်ယဟန်လူပေါ်လာတယောက်လည်းပါသွားတယ်။တကယ်ကိုမှအေခဲချမ်းတန်တဲ့နင်းတော်တဲ့မှာအလုတ်စခန်းမှာတေလူမျိုးပါအလုတ်လုတ်ခဲ့ရတယ်လေ။ဘလောက်အေးတယ်လဲဆိုရင်တရွေးထွေးလိုက်ရင်တောင်မီးပေါ်ကျသွားတာနဲ့ရေခဲတုံးဖြစ်သွားတဲ့အထိပါပဲ။ ကျုံနောင်တော်ဟာအသက်မသေးပဲအိန္ဒိယနိုင်ငံကိုလိုက်လာနိုင်ခဲ့ပါတယ်။သူပြောပြတာကအလုတ်ကျန်းစခန်းမှာ18နှစ်တာကာလအတွင်းသူ့ရဲ့ဂိယူနာတရားလူသားဆန်မှုနဲ့မုံမြတ်တဲ့နှလုံးသားခံစားတတ်မှုတွေပျောက်ဆုံးသွားမလောက်အခက်ကြုံခဲ့ရတယ်တဲ့။အခုတော့တတ်တော်60နှစ်နေရှိနေပါပြီ။သူ့ရဲ့စိတ်နှလုံးသားကလည်းအေးချမ်းတည်ငြိမ်နေလျက်ပါပဲ။အခက်အခဲတွေကိုမလွှဲမသွေဖြတ်သန်းကြရမှာပါ။ ယုတ်တရက်ကြာရောက်လာတဲ့ဒုက္ခဆင်းရဲခြင်းတွေကကျွန်တော်တို့ရဲ့မာနထောင်လွားလိုစိတ်တွေကိုဖယ်ရှားလိုက်တယ်လို့ဖြစ်သွားပြီးကိုယ်လိုခံစားကြုံတွေ့နေရတဲ့သူတွေကိုလည်းကိုကျင်းစာစိတ်ဖြစ်ပေါ်လာစေပါတယ်။ကိုကြုံခဲ့ရတယ်လို့သူတို့ဘာအပေါ်ထတ်တူပြုမှုဖို့ကိုလည်းမလိုလားတော့ပါဘူး။ဒါဟာဒုက္ခဆင်းရဲခြင်းတွေကနေတင်ယူရရှိခဲ့သော မြင့်မြတ်တဲ့စိတ်ထားပဲဆိုတာ နားလည်လိုက်ရပါတယ်။ ဘဝကတူတူလေးပါဘယ်လိုနေထိုင်သွားမှလဲကျွန်တော်လေးစားရပါတော့နှလုံးသားတွေကခေါင်းဆောင်နှစ်ဦးရဲ့ဆွေးနွေးမှုအကြောင်းအရာတရက်ကနေထိုင်မကောင်းခြင်းနဲ့ကြောက်ရွံ့ခြင်းဖြစ်ပါတယ်ဆရာတော်ကြီးတူတူကတူတူရဲ့မိတ်ဆွေတော်များများ꽌လွန်သွားကြပြီဗျာတူတူနေအောင်လေသတိထားဖို့လိုနေပြီကျုပ်ကတော့တေးဆုံးသွားခဲ့ရင်သာဝရဖရာရှိရာကောင်းကင်ဘုံကိုရောက်သွားမယ်လို့ယုံသည်ဗျခင်ဗျားကရော ဘာကိုယုံကြည်တယ်လဲအနာမှာထိုင်နေတဲ့ဒလိုင်းလာမအရှင်သူမြတ်ကိုလမ်းမြလိုက်ပါတယ်ဟမ်ကြုံလားငရဲကိုသွားမှာပေါ့ဗျာဆရာတော်များရဲ့ရီမောတန်ခမ်းပါတယ်ညံစီသွားတယ်ကြုံဘဝမှာဝေဒနာ ခံစားရပြီးတည်ခြင်းနဲ့နိနိကက်ကက်ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေအများကြီးရှိခဲ့တယ်ခိုင်းကြုံဆရာတော်ဖျားကြီးတူတူကလေးလေးနက်နက်ပြောနေခြင်းဖြစ်ပါတယ် ကျောင်းငယ်ငယ်တုန်းကပိုလီယိုရောဂါဖြစ်ခဲ့တယ်။အဖေကရွာထဲတစ်ဝဲဖို့သွားတဲ့အခောင်းရိုက်ပြီးဖို့ပေါ့။အမေကအနေရောင်ပိတ်စားပြီးသွားဝယ်နေပြီ။အတုပမှာတုံးဖို့။နောက်ဆေးကြောတက်အရွယ်ရောက်ပြန်တော့လေအဆုတ်နာရောဂါခံစားရပြန်ရော။ဆေးရုံမှာကို့လူအဆုတ်ဝေဒနာတွေချောင်းဆွေသွေးအပြီးအသက်ပြောင်သွားကြတာကို့အရှိတမှာပဲ။ဒီတော့ကြုံလေချောင်းတွေဆူသွေးစာတွေပါလာတော့အိုးဖရာသခင် တင်သာလူရှိတော်မူတယ်ဆိုရင်ဒီမှာပဲကျွန်တော်ဘဝကို အဆုံးတက်လိုက်ပါတော့လို့ဆုတောင်းနေမိခဲ့တယ်။ကိုကဘာမှမတန်နိုင်တော့ဖះလက်ထဲအပ်လိုက်ရုံပဲရှိတယ်လေ။အဲ့ဒီအချိန်မှာ ကျုပ်စိတ်ထဲမှာအေးစေးတည်ငြိမ်တယ်လို့ဖြစ်လာပြီးတကူလုံးတက်တာသွားတယ်လို့ခံစားလိုက်ရတယ်။ဆရာတော်ဘုရားကြီးတူတူရဲ့နာမကျမ်းဖြစ်ခြင်းနဲ့တေးအမှုမှုအတွေ့အကြုံတွေက စာဖတ်သူကျွန်တော်ကို ကုသခြင်းနဲ့ကျမ်းမာစေခြင်းအကြောင်းပိုနားလေသွားစီပါတယ်။ ုတမှုတိုင်းဟာယောဂစင်မြစ်ကိုရှာဖွေကုတခြင်းဖြစ်တယ်လို့ပြောက်ကင်းဖို့မဖြစ်နိုင်တာလဲပါဝင်ပါတယ်။ကျမ်းမာစီခြင်းကတော့မဖြစ်နိုင်တာတွေကိုလည်းအလုံးစုံတတ်တာချင်းအဖြစ်သူရောက်ရှိစေနိုင်တယ်ဆိုတာနားလည်လိုက်မိပါတယ်။ကျုပ်တို့တနေ့တော့တေးကြရမှာပါပဲ။တည်ဆုံးခြင်းဆိုတာ လူဘဝရဲ့ဖြစ်စဉ်တစ်ရက်ပဲလေ။ကျုပ်တို့တို့ းလုံးဝထာဝရတည်ဆုံးခြင်းမရှိရင်ဒီကဘာကြီးကလူတန်းပေါင်း9000ရဲ့ဝန်ကိုဘယ်လိုမှထမ်းထနိုင်မှာမဟုတ်ပါဘူးကျုပ်တို့မွေးဖွားလာမယ်အရွယ်ရောက်လာမယ်ထို့နောက်ဦးမင်းလာပြီးကွယ်လွန်သွားကြရပါမယ်ဒါဟာဘဝရဲ့အချုံးညီများခြင်းဖြစ်စဉ်ပါပဲဒလိုင်းလာမကိုရိုမြင့်ကြီးကဖြည်းဖြည်းချင်းစကားစပြောပါတယ် လူတို့ရဲ့နှလုံးသားထဲမှာတည်ဆုံးခြင်းနဲ့ပတ်သက်လို့စိုးရိမ်စိတ်ကြောက်စိတ်တွေရှိနေတတ်ကြပါတယ်တည်ဆုံးပြီးတဲ့နောက်ဘာဆက်ဖြစ်မလဲဆိုတာနဲ့ပတ်သက်လို့လည်းအမျိုးမျိုးနားလည်ရှုမြင်ထားကြပါတယ်ခုနကခင်ဗျားပြောလိုက်တဲ့ခေါင်းကင်ပုံလိုမျိုးပေါ့ကိုချစ်တဲ့သူတွေနဲ့ပြန်တွေ့ရမယ့်နေရာမျိုးကျုပ်ကလူတွေကိုပြောလို့ရှိတာကတည်ခြင်းရဲ့ဘဝမှာမိမိရဲ့ဘဝကိုဖြစ်စဉ်တည်းရဲ့အဖြစ်လက်ခံနိုင်ပါစေလို့တည်ဆုံးခြင်းဟာအဆောက်အဦဖြစ်စဉ်လည်းဟုတ်တယ်လို့ အဆောက်အဖြစ်စဉ်လည်းဟုတ်ပါတယ်ဒီတော့နေထိုင်မကောင်းဖြစ်လာပြီစိတ်ကူတနေရပြီဆိုရင်ဒါကိုလက်ခံနိုင်ရပါမယ်။အိုးငါဒါတွေမဖြစ်သင့်ဘူးဆိုပြီးကိုကိုကိုမလှည့်စားသင့်ပါဘူး။ခဏနားလိုက်ပြီးဆက်ပြောပြန်ပါတယ်။ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားတာတွေကကျုပ်တို့အတွက်အလွန်အထိတ်ပဲရှိပါတယ်။ရှောင်လွဲလို့မရတဲ့ဝေဒနာတွေခံစားရမယ်။ မမြဲသောဖြစ်တည်မှုကိုတွေးကြုံကြရမယ်ဆိုတာတွေဟာလူဘဝရဲ့အမြဲတည်ရှိမနေခြင်းကိုထောက်ပြထားခြင်းဖြစ်ပါတယ်။ဒီအချက်ကဘယ်လူသားကအမှတကူတည်းရက်တည်အသက်ရှင်နေထိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာရဲ့တဦးနဲ့တဦးအပြန်အလှန်ချိတ်ဆက်အသက်ရှင်ရက်တည်ကြရတယ်ဆိုတာကိုပိုနားလည်စေပါတယ်။ကျုပ်တို့လူသက်တဲ့နှစ်တရားဆိုတာတူတောင်းလာပါတယ်။ဒီကာလတူလေးဟူတာအတိတ်ပဲရှိရှိမနေပဲပြဿနာတွေဖြစ်အောင်လုပ်နေမိရင်အလကားပဲပေါ့ တူတောင်းလာတဲ့လူဘဝအနည်းရတွေကိုအတိညာရှိစွာတုံးဆွဲဖြတ်တန်းနိုင်ရင်တော့အကောင်းဆုံးပါပဲဗျာလူတယောက်ရဲ့နံပိုင်းဆိုင်ရာလို့ခေါ်တဲ့ spirituality ရင်းချက်မှုကိုရှေးတိဘက်လူမျိုးတွေကတည်ဆုံးရခြင်းကိုဘယ်လိုရင်ဆိုင်သွားသလဲဆိုတာနဲ့တိုင်းထွာ ဆုံးဖြတ်လို့ရှိကြပါတယ်အကောင်းဆုံးရင်ဆိုင်ခြင်းဒီလန်ကတည်ဆုံးခြင်းကိုဝမ်းမြောက်ရွှင်လန်းတဲ့စိတ်နဲ့ရင်ဆိုင်ခြင်းပါပဲကြောက်ရွံ့မှုမရှိ ပူဆွေးဝမ်းနည်းမှုကင်းစွာနဲ့ရင်ဆိုင်နိုင်သူဟာတိဘက်များအတွက်ကတော့ရင့်ကျက်ဖွံ့ဖြိုးသောလူသားအဖြစ်ရောက်ရှိသွားပါပြီ။ဒလိုင်းလာမအရှင်သူမြတ်ရဲ့အဆုံးသတ်စကားကတော့တွေးစရာတွေအပြည့်နဲ့ပါ။ကျုပ်တို့လူသားတွေမှာတေမာကိုကြောက်ရငရေကြမာကိုစိုးရင်ရနဲ့ဝမ်းမြောက်ရှင်လန်းခြင်းကိုရှာဖွေဖို့ဘယ်မှာအချိန်ရနိုင်ပါတော့မလဲ။ကျောင်းနားလေထားတာကငရေကြမှာကြောက်တယ်ဆိုရင်အသက်ရှင်နေတော့အတိတ်ပဲရှိရှိနေသွားဖို့ အကူအညီလိုနေသူတွေကိုကူညီပေးခြင်းနဲ့အချိန်တွေကိုအသုံးပြုလိုက်ပါလို့တလိုင်းလာမကိုရမြတ်ကြီးကပြုံးပြုံးလေးနဲ့သူ့ရဲ့ချစ်မိတ်ဆွေဆရာတော်ကြီးတူတူကိုစောင်းကြည့်ရင်ဒါကြောင့်ကျုပ်က ကောင်းခင်ဖုန်ထက်ငရဲကိုပူသွားခြင်းသာဗျဟိုမှာက အကူအညီလိုမဲ့သူတွေအများကြီးရှိနေမယ်လေဟုတ်တယ်မဟုတ်လားဗျာကိုပီတိဘာသာပြန်ဆိုထားတဲ့ ထာဝရပျော်ရွှင်နိုင်ဖို့တင်ယူခြင်းဆိုတဲ့စာအုပ်လေးကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တာလီဆွာပါ။နားဆင်ပေးကြတာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။